ထိုင်းစစ်တပ်အနေနဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ဒေသတချို့နယ်စပ်တိုင်းတစ်ခုတိစောက်စီလိုကြောင်းထိုင်းပြည်မဟာဖာဂျီယာလောင်ကွန်ရဲ့မြမငေဆုံးဖြစ်တဲ့မင်းသမီးချူလာပေါင်ကပြောကြားခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာယခုနှစ်စောပိုင်းကလူသေဆုံးမှုများရှိခဲ့တဲ့ပြစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးတဲ့နောက်နိုင်ငံတင်းမာမှုများမြင့်တက်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနဲ့ထိုင်းခြားမှာထာဝရဒရိုင်းတစ်ခုဘလို့တည်ဆောက်နိုင်မလဲဆိုတာကိုကျေးဇူးပြုပြီးကုညီစဉ်းစားပေးကြပါ။ရာရီဒရိုင်းမဟုတ်ဘဲရေရှည်တည်မြဲတဲ့ဒရိုင်းမျိုးဖြစ်ပါတယ်လို့မင်းသမီးချူလာပေါင်ကယခုသတင်းပတ်အတွင်းဘန်ကောက်မြို့တော်မှာစစ်တပ်အရာရှိများနဲ့ပြုလုပ်တဲ့အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ ဒါအပြင်စစ်သားများအတွက်တိစောက်ထားတဲ့မြေအောက်ဘန်ကာများရဲ့ဘေးမှာဒေသခံများအတွက်မြေအောက်ဘန်ကာများတိစောက်ပေးရန်လဲခြူလာပေါင်ကစစ်တပ်ကိုတိုက်တွန်းခဲ့ပါတယ်။၎င်းဟာနိုင်ငံရေးထုတ်ပြန်ချက်များနဲ့ပတ်သက်ပြီးခက်ခဲခဲနေလေရှိတဲ့ထိုင်းတော်ဝင်မိသားစုထံမှရှားပါးမှတ်ချက်စကားတစ်ခုဖြစ်ခဲ့ပြီးအင်းနီချင်းကမ္ဘောဒီးယားနဲ့ဆက်ဆံရေးတင်းမာနေတဲ့အခြေအနေကို မိမောင်ထိုးပြသရာရောက်ခဲ့ပါတယ်။မကြသေးမီကပြုလုပ်ခဲ့တဲ့လူထုသဘောဆန္ဒကောက်ခံတဲ့စစ်တမ်းတစ်ခုမှာပါဝင်ဖြည့်ဆို့သူထောက်ဝက်ကျော်ကထိုင်းနေတဲ့ကမ္ဘောဒီးယားနဲ့ပေါင်သင်းဆက်ဆံခြင်းမပြုသင့်ကြောင်းဖြည့်ဆို့ခဲ့ကြပြီး၁၄ရက်ကင်တုန်းကမှကမ္ဘောဒီးယားဟာထိုင်းရဲ့ရန်သူဖြစ်ကြောင်းဖြည့်ဆို့ခဲ့ကြပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြားကီလိုမီတာ၈၀၀ကျော် အရှိရှိတဲ့နေဆက်ချင်းထိဆက်နေပြီး ထိုနေဆက်စီးမှာနေမြေပိုင်ဆိုင်မှုများအငင်းပွားနေပါသည်။ဇူလိုင်လကထိုင်းနယ်ကမ္ဘောဒီးယားနေဆက်မှာအပြန်အလှန်ပြစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနိုင်ငံစလုံးမှာဒါဇင်နဲ့ချီတဲ့လူများသေဆုံးခဲ့ပါသည်။အဲဒီနောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအဲ့ဒီတိုက်ခိုက်မှုများကိုမရက်တက်မှာကထိုင်းနယ်ကမ္ဘောဒီးယားကိုကုန်သွယ်ရေးသဘောတူညီမှုများပေးဆို့မယ်လို့ခြေချောက်ခဲ့ပြီးတဲ့နောက်အပြစ်ခတ်ရေးဆိုင်သဘောတူညီချက်ရရှိခဲ့ပါသည်။အမေရိကန်ဟာယခုလကုန်ပိုင်းမှာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာ ပြုလုပ်မယ်အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာ ထိုင်းနယ်ကမ္ဘောဒီးယားအစ ိုးရများကိုငြိမ်းချမ်းရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးရန်ကြိုးပမ်းနေပြီးအဲ့ဒီအစည်းအဝေးကိုထရန့်လည်းတက်ရောက်မှာဖြစ်ပါတယ်။